မင်္ဂလာပါရှင်။လေဗင်ရုတ်တန်ရဲ့အော်တိုဘာလ29ရက်နေ့မနက်ခင်းသတင်းဒါထရမှုစီစဉ်စတင်ပါတော့မယ်။ဒီကနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့2024ခုနှစ်တကောင်စင်းချက်လက်များအရမိမိတို့နိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်ဖြစ်အနည်းငယ်ရော့ကျခြင်းကိုတွေ့ရှိရကြောင်းယာယီသမရပြောကြားရတဲ့တွင်ချမ်းမြသာစီမြို့နယ်မှာအသက်84နှစ်အရွယ်အဖွားအိုနဲ့၎င်းရဲ့မိဖြစ်သူတို့ကို တန်ရိုက်တူနဲ့ရိုက်နှက်ပြီးရွှေတုံးနဲ့ငွေများယူဆောင်ခဲ့တဲ့အဖွားအိုရဲ့တူမဖြစ်သူကိုဖမ်းဆီးရမိရတဲ့တွင်တရကီမှာရှိတဲ့ PKK အဖွဲ့ဝင်တက်ခိုင်ရေးသမားများကိုအီရတ်တို့ပြည်လဲရုပ်သိမ်းနေကြောင်း PKK အဖွဲ့ပြောကြားရတဲ့တွင်ဗင်နီဇွဲလားကဲယိုရဲအနီးသို့အမေရိကန်စစ်သည်မော်ရောက်လာခြင်းဟာရန်စားမှုဖြစ်တယ်လို့ဗင်နီဇွဲလားပြောကြားရတဲ့တွင်တကောက်ကျော်တရားရခဲ့တဲ့ဒီပရိုင်းနာ လာမယ့်နှစ်မှဘောလုံးပြင်ကစားနိုင်ွယ်ရှိရတဲ့အစားရှိတဲ့တွေများကိုတင်ဆက်ပါပါ။ဦးစောတဲ့တဲ့ပုံနေနေ 2024ခုနှစ်သကောင်စင်းချက်လက်များအရမိမိတို့နိုင်ငံရဲ့လူဦးရေဟာဆွေးဆုနေများအတွင် ပထမဆုံးချိန်ဖြစ်အနေငယ်ရောကြခြင်းကိုတွေ့ရှိရကြောင်းယာယီသမရာဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။2024ခုနှစ်သကောင်စင်းချက်လက်များအရမိမိတို့နိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်တွေအတွင်းပထမဆုံးအကြိမ်ဖြစ်အနေငယ်ရောကြတာကိုတွေ့ရှိရကြောင်းယာယီသမရာပိုချုံမှုကြီးမေအောင်လိုင်းကပြောပါရယ်အော်တိုဘာ29ရက်မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့ MICC 1မှာကျင်းပတဲ့ 2024ခုနှစ်လူရည်နှင့်အိမ်အကြောင်းအရာသကောင်းစဉ်ပြည်တော်စုအစည်းအဝေးခန်းစားထုတ်ပြန်ခြင်းအခမ်းအနားကိုတက်ရောက်အမှာစကားပြောကြရမှာ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။ကောင်းစဉ်ရဲ့ဖော်ပြချက်တွေဟာကျွန်တော်နိုင်ငံရဲ့အခွင့်အလမ်းများတဲ့အတူရှင်တွဲပြီးလူဆောင်ရမယ့်တာဝန်တွေကိုဘုလဲတပါးတဲ့ညှို့ဆူဖော်ပြတဲ့ရှိနေပါတယ်။ကျွန်တော်နိုင်ငံဟာပထဝီနိုင်ငံရေးရအရေးပါတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပေမဲ့ အင်းကြီးနိုင်ငံပြားတဲ့လူဦးရေတည်တည်မှုတည်တာစွာနေပါနေပါသေးတယ်။ဘယ်တော့နစလေးခုနှစ်တကောင်စီအချက်တဲ့တွေရကျွန်တော်နိုင်ငံရဲ့လူဦးရေဟာစစ်စုနှစ်များအတွင်းပရောင်စိုးအခြေပြအနည်းငယ်ရောနေလာတာကိုလည်းတွေ့ရှိရပါတယ်။ဒါဟာမွန်းတို့ကြဆင်းခြင်းရှေ့ပြောင်းသွားတာကမြန်မာလာခြင်းနဲ့မိသားစုပုံစံများပြောင်းလဲလာခြင်းတို့ကြောင့်ရှေးကုန်မှုတစ်ခုဖြစ်လာသလိုခုနောက်တစ်ခုလိုလည်းမှတ်ယူနိုင်ပါတယ်။ လက်ရှိမိမိတို့နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးအနေအထားအရပြည်တွင်းမှာရှိနေတဲ့လူငယ်တွေကိုပညာရေးကျန်းမာရေးကျွမ်းကျင်မှုနဲ့စမ်းသစ်တီထွင်မှုတွေမှာထိထိရောက်ရောက်ရင်းနှီးမြှုပ်နှံပေးပြီးလူသားအရေးမြင့်တွေကိုအရေးသွင်းမြှင့်တင်ပေးဖို့အစီအမံဆောင်ရွက်ရမှာဖြစ်ကြောင်းနိုင်ငံတစ်ခုရဲ့အင်အားဟာအရေးအတွက်အားဖြစ်သားမဟုတ်ပေနိုင်ငံအတွင်းမှာမိတင်းနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုနဲ့စိတ်ဓာတ်ကောင်းမွန်မှုတွေပေါ်မှာလည်းတည်မီကြောင်း၎င်းကပြောပါရယ်ပြောရွှေခြင်းကလည်းကျွန်တော်နိုင်ငံရဲ့လူမှုစီးပွားရေးအခြေအနေ နိုင်ငံရေးတည်ငြိမ်မှုပြည်တွင်းမှာရှိနေတဲ့အလုပ်ကအခွင့်အလမ်းတွေနဲ့အင်တန်ရှင်နိုင်ငံမှာရစီးပွားရေးဖူပြမှုတို့ပေါ်မှာပီတိနေတာကြောင့်ကျွန်တော်နိုင်ငံအတွက်ရေရှိဖူပြမှုကိုလည်းဥတီထိကြီးပြီးနိုင်မဲ့စီမံချက်တွေချမှတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့လူငယ်တွေအချမ်းမှာပြပဖြည့်ပြောင်းသွားတာမှုတွေမြန်မာနေပြီမဲ့တချင်းကမွေးလို့မြန်မာခဲ့တဲ့အကျိုးဆက်ကြောင့် အလွတ်လွတ်နိုင်တဲ့လူငယ်လူရွယ်တွေဥယျကလည်းလက်ရှိဒီမှာမြပြနေစေဖြစ်ပါတယ်။တနည်းအားဖြင့်ဒီမိုဂရဖီဘွန်နတ်စ်လောက်ကလည်းလူရည်စုလက်ရရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လူရည်စုလက်ရရှိနိုင်တဲ့အချိန်ကာလမကုန်ဆုံးမီဒီလူငယ်လူရွယ်တွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာမှန်ကန်ထိရောက်စွာအကျိုးရှိရှိဆောင်ရွက်နိုင်ရန်စီမံပေးဖို့လည်းအရေးကြီးပါတယ်။အစိုးရခန်းဆောင်မှာ လူဦးရေဆိုင်ရာအချက်လက်တွေလုံသားအင်အားမတန်ဆွမ်းမှုရွှေပြောင်းသွားလာခြင်းပညာရေးလုံသားအိမ်အကြောင်းအရာမွေးဖွားခြင်းနဲ့သိမ်းဆုံးခြင်းအကြောင်းအရာစတဲ့အခန်းကဏ္ဍတွေပါဝင်တာကြောင့်မိမိတို့နိုင်ငံအတွက်အကျိုးဖြစ်ထုံးမှုများစွာရရှိစေနိုင်မှာဖြစ်တယ်လို့နိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးစင်ရနှပမှုရွှတ်ချရေးစတဲ့လုပ်ငန်းစီမံကိန်းတွေအတွက်လည်းများစွာအသုံးဝင်မှာဖြစ်ကြောင်းထားပြင်လာမဲ့ဒသမ28ရက်မှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့မဲဆန္ဒရှင်စင်ရင် ပြည်စုံမှန်ကန်၍ဆောင်ရွက်ရမှာလဲတကောင်စင်ရင်ရဲ့လူကြီးကိန်းကနန်းတွေကအထောက်အကူပြုနေကြောင်း၎င်းကပြောပါရယ်နောက်ထပ်သတင်းတပုတ်အနေနဲ့ချမ်းမြသာစီမြို့နယ်မှာအသက်84နှစ်အရွယ်အဖွားဦးနဲ့၎င်းရဲ့မြေဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ရိုက်နှက်ပြီးရွှေဒုံနဲ့ငွေများယူဆောင်ခဲ့တဲ့အဖွားဦးရဲ့တူမဖြစ်သူကိုဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပါမယ်။ ချမ်းမြသာစီမျိုးနဲ့မှာအသက်84နှစ်အရွယ်အဖွားအိုနဲ့၎င်းရဲ့မိဖြစ်သူတို့ကိုတရိုက်တူနဲ့ရိုက်နှက်ပြီးရွှေတုံးနဲ့ငွေတွေယူဆောင်ခဲ့တဲ့အဖွားအိုရဲ့တူမဖြစ်သူကိုဖမ်းဆီးရမိခဲ့လို့သိရပါဗျ။အော်တိုဘန်26ရက်မနက်9:00နာရီမှာမန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်မြို့သစ်2ရပ်ကွက်လမ်း 80A တရား9လမ်းနဲ့တရား10လမ်းကြားမှာရှိတဲ့အိမ်အမှတ်192နေအိမ်မှာအမျိုးသမီးတဦးအသက်ခံရကြောင်းတရင်အရာ ချမ်းမြသာစီမြို့နယ်အမှတ်၁၁နယ်မြေရဲစခန်းကတပ်ဖွဲ့ဝင်တွေပါတဲ့ပိုးပေါင်းအဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရာအဆိုပါနေအိမ်ပိုင်းရှင်အငိမ့်စားစာကြည့်တိုင်းမိုးအသက်84နှစ်အရွယ်ဒေါခင်စိုးမြင့်ကိုနေအိမ်မြင်ကြီးတက်ဧကန်အတွင်းမှာရှိတဲ့ထိုင်ခုံပေါ်မှာဥကောင်းပေါ်ပြဲတရားတစ်ချက်နဲ့တင်ဆောင်နေပြီးအတူနေ၎င်းရဲ့မြေဖြစ်သူအသက်36နှစ်အရွယ်ဒေါအေးအေးခိုင်ကိုမြင်ကြီးတက်ဧကန်ကတင်ပေါ်မှာဥကောင်းဝင်းနှစ်ထင်တွေမှာပေါ်ပြဲတရားနှစ်ချက်ရရှိထားတာကိုစစ်ဆေးတွေ့ရှိရတဲ့အတွက် ချမ်းမြောက်တာစီမြို့နယ်အမှတ်၁၁နယ်မြေရဲစခန်းမှာပ189မြေဆောင်2025၊ရာဇသက်ကြီးပုံမှ302မြေဆောင်326နဲ့အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ပြည်မှုကျွလွန်သူဟာသေဆုံးသူရဲ့ဒုမတော်ဆက်သူ၊ပြည်ဦးလွင်မြို့နယ်ရက်ွက်ကြီး၃အမှတ်၄အခြေခံပညာအလဲရန်ကျောင်းမှာတွဲဖက်တောင်းဝင်ထမ်းဆောင်နေတဲ့အလဲရန်ပြဇေယမဒေါ်စိုးစိုးထွန်းဖြစ်ကြောင်းသိရတဲ့အတွက်ဖမ်းဆီးရမိနိုင်ရင်ဆောင်ရွက်ခဲ့ရ၎င်းကို အော်တိုဝါ26ရက်ညနေ9:00နာရီကျော်မှာအခင်းဖြစ်နေရင်ကိုပြန်လည်ရောက်ရှိလာစဉ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိထားတဲ့ဒေါ်စိုးစိုးထွန်းဟာ2023ခုနှစ်ဇွန်လလခန့်ကစပြီးနထိုးကြီးမြို့နယ်ကနေယာယီနေရက်ဆွန့်ခွာပြီးပြည်ဦးလင်မြို့မှာအင်း၅ရက်နေထိုင်ခဲ့ရတဲ့အတွက်ငွေကြေးအခက်အခဲများစွာရှိခဲ့ကြောင်း2025ဇွန်လလမှာ၎င်းရဲ့အတော်တော်ဆက်ပြီးမိသားစုလိုရင်းနှီးလို့ဝင်ထွက်သွားလာနေတဲ့ဒေါခင်စိုးမြင့်ကနေမန္တလေးမြို့မြို့သိမ်ကရက်ွက်မှာရှိတဲ့နေအိမ်ကိုရောင်းချတာကိုသိရတဲ့အတွက်ငွေချေးယူခဲ့ရအောင် ဒေါခင်စိုးမြင့်ကအိမ်ရောင်းရငွေအကြေးလဲရရှိပါကစီစဉ်ပေးမယ်လို့ပြောကြားခဲ့ပြီးငွေအကြေးလဲရရှိပြီးအခင်းဖြစ်ပွားခဲ့တဲ့နေရင်ကိုပြန်လည်ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့ပေမဲ့၎င်းရဲ့အခက်အခဲကိုဆောင်ရွက်ပေးမှုမရှိကြောင်းထွက်ဆိုထားပါတယ်။အော်တိုဝါ24ရက်မှာဒေါခင်စိုးမြင့်က၎င်းကိုဖုန်းဆက်ခေါ်ပြီးအခင်းဖြစ်နေရင်ကိုထပ်မံရောက်ရှိနေထိုင်ခဲ့ပြီးအော်တိုဝါ25ရက်မနက်ပိုင်းမှာဒေါခင်စိုးမြင့် တူမတော်ဆက်သူမအေးခိုင်တို့နဲ့အတူဈေးဝယ်ထွက်ပြီးတဲ့နောက်မနက်7:00နာရီခန့်မှာနေအိမ်ကိုပြန်လည်ရောက်ရှိခဲ့ကြောင်းနေ့လယ်စာစားပြီးချိန်မှာမအေးခိုင်ဟာမြင်းကြီးတဲ့အေကန်အတွင်းမှာရှိတဲ့ခရင်ပေါ်အိပ်ပျော်နေစဉ်နေအိမ်ဝင်ပေါက်အနေတက်သားတက်တာအတွင်းကတန်ရိုက်တူကိုယွန်ဆောင်ပြီးမအေးခိုင်ကို၃ချက်ခန့်ထူရိုက်ပြီးထိုင်ကုန်ပေါ်ထိုင်နေတဲ့ဒေါခင်စိုးမြင့်ရဲ့ဦးကောင်းငယ်တဲ့ကိုတစ်ချက်ထူရိုက်ခဲ့တယ်လို့ဖန်စီရမိထားတဲ့ဒေါ်ဆူဆူထွန်းကထွက်ဆိုထားတယ်လို့သိရပါဗျ။အဲ့နောက် ဒေါခင်စိုးမြင့်အိမ်ခန့်အတွင်းမှာရှိတဲ့တန်တစ်တာကိုတူနဲ့ရိုက်ဖြက်ပြီးတစ်တာအတွင်းတင်းစီထားတဲ့အောင်သမารိတစိပ်ပါရွှေ၁၀ကျပ်သားရုံတတုံအိယာပေါ်မှာရှိတဲ့ငွေကျပ်သိန်းတရာတို့ကိုယူဆောင်ပြီးပြည်ဦးလိမျိုးကိုပြန်လာခဲ့ကြောင်းအော်တိုဝါ26ရက်မှာဒေါခင်စိုးမြင့်နေင်ကယူဆောင်လာတဲ့ရွှေရုံးကိုရောင်းချပြီး၎င်းချင်းငါထားတဲ့ငွေကြေးတွေကိုပြန်လည်ပေးဆက်သုံးစွဲခဲ့ကြောင်းသိရပါတယ်ဒီလိုငွေကြေးအခက်အခဲကြောင့်အတော်ဖြစ်သူနဲ့ဒူမဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ထူရိုက်ခဲ့တဲ့ဒေါ်စုစုထုံကိုဥရိနဲ့အညီထိရောက်စွာအေးအေးယူနိုင်ရင်းနဲ့ တိန့်စီဖို့ကြတဲ့တသက်ကံပစ္စည်းတွေပြန်လည်တိန့်စီရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီးတူဂီမာရှိတဲ့ PKK အဖွဲ့အဝေတခိတ်သမားများကိုအီရတ်တို့ပြန်လည်ရုပ်သိမ်းနေကြောင်း PKK အဖွဲ့ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။တူဂီနိုင်ငံမှာရှိတဲ့ PKK အဖွဲ့ဝင်တခိတ်သမားတွေကိုအီရတ်နိုင်ငံကိုပြန်လည်ရုပ်သိမ်းနေကြောင်း ကတ်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ PKK အဖွဲ့ကအော်တိုဘားလ26နှစ်ကကြီးညာခဲ့ပြီးဒါဟာတူဂီဆိုးရနဲ့ငင်းရဲရဲအာထုတ်ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။အီရန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ PKK အဖွဲ့ကထုတ်ပြန်တဲ့အစီရင်ခံစာဟာမကြသေးမီကရှင်းအဖွဲ့ရဲ့လက်နက်ဖြုတ်သိမ်းရေးအခမ်းအနားအပြီးမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီလိုလက်နက်ဖြုတ်သိမ်းမှုဟာငြိမ်းချမ်းလုပ်ငန်းစဉ်အတွက်၎င်းတို့ရဲ့ကတိကဝတ်ကိုပြသတဲ့အနေနဲ့လက်နက်တွေဆွလုံးမှုကိုစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ် PKK အဖွဲ့ဟာ1980ပြည့်နှစ်ကျော်ကာလတွေကတည်းကတူရကီနိုင်ငံကိုလက်နက်ဆွဲကင်တိုက်ခိုက်ခဲ့ပြီးလူပေါင်းတောင်းချီတည်ဆုံးခဲ့ပါတယ်။ PKK အဖွဲ့ရဲ့လက်အောက်ခံ GAT အဖွဲ့အစည်းဖြစ်တဲ့ GAT လူအတိုင်းဝိုင်းတမကအဖွဲ့ဝင်တဦးဖြစ်တဲ့ Sari Ort ကတိုက်ခိုက်မှုတွေဒါမှမဟုတ်ရန်လိုမှုတွေကိုရှောင်ကျဉ်ဖို့တူရကီနိုင်ငံအတွင်းမှာရှိတဲ့ PKK တပ်ဖွဲ့ဝင်အားလုံးကိုအီရန်နိုင်ငံမြောက်ပိုင်းကိုရုတ်သိမ်းနေကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့လိုတပ်ဖွဲ့ဝင်တွေရုတ်သိမ်းမှုကိုအကျဉ်းချခံထားရတဲ့ PKK ကောင်းဆောင်အဗ်ဒူလာအော့ကလန်ကအတည်ပြုခဲ့ပြီး PKK အဖွဲ့ရဲ့အမျိုးသမီးအဖွဲ့ဝင်တအိုးဖြစ်သူဖီဂျင်ဒါဇင်ကကြေညာချက်ကိုဖတ်ကြားခဲ့ပါတယ်။ခိုင်ရန်ဖြစ်ပွားမှုတွေနဲ့ရန်လုံမှုတွေဖြစ်ပွားမဲ့အနေရီရှိနေတဲ့နေဆက်ဒေတာတခြားစီကံထိန်သိမ်းရေးအစီအမံတွေချမှတ်ထားကြောင်းလည်းအောက်ကပြောပါရစေ။ ဒါ့အပြင်တူရကီနိုင်ငံအနေနဲ့တရားရေးနဲ့နိုင်ငံရေးလက်ရုံးမှုတွေပေးဖို့လည်းထုတ်ပြန်ကြမှာတိုက်တွန်းထားပါတယ်။ကျွန်တော်တို့ကဆက်နက်ကြိမ်မြောက်လွှတ်တော်ရဲ့ကြီးညာချက်တွေနဲ့အရာတွေကိုပြဋ္ဌာန်းမှုတွေအတွက်ဂရီတီတဲ့ဆိုတာကိုပြသခဲ့ပြီးပါပြီ။ဒါပေမဲ့အဲ့ဒီကြီးညာချက်တွေကိုပြဋ္ဌာန်းမှုအတွက်တေချာတဲ့တရားရေးနဲ့နိုင်ငံရေးချင်းကပ်မှုတွေချမှတ်ဖို့လိုအပ်ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ဆက်လက်ပြီးဗီနီဇွဲလားကဲရဲအနီးတို့အမေရိကန်စစ်တမောရောက်လာခြင်းဟာရန်စောင်းမှုဖြစ်တယ်လို့ဗီနီဇွဲလားပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ ်အမေရိကန်ကဗင်နီဇွဲလားပြည်မကြီးကိုတိုက်ခိုက်လာတယ်ဆိုတဲ့စိုးရိမ်မှုတွေရှိနေတဲ့ကြားရင်အမေရိကန်စစ်သည်မော်တဆင်းဟာအနီးအနားမှာရှိတဲ့ Trinidad နဲ့ Tobago ကိုရောက်လာတာဟာအနေအများတဲ့ရန်စမှုဖြစ်တယ်လို့ October 26နေ့မှာဗင်နီဇွဲလားနိုင်ငံကအဝေဖန်ခဲ့ပါတယ်ပဲထင်းဒုံးကြီးဖြတ်တင်မော် DUSS Gravely ဟာ၄ရက်ကြာခရီးအတွက်အော်တိုဘား26ရက်မှာ Trinidad နဲ့ Tobago မြို့တော် Porosbin ကိုဆိုက်ရောက်လာခဲ့ပါတယ်။ ဒေခရီးမှာဒေသခံကောက်ွယ်ရေးတပ်ဖွဲ့တွေနဲ့အတူပိုရဲစီရင်လေ့ကျင့်မှုပြုလုပ်မယ်လို့သိရပါတယ်။မူရင်စေဝါမှခိုးကူးသူတွေကိုအမေရိကန်စစ်တပ်ကကာရေဘီယံနဲ့ပစိဖိတ်တို့မှာတိုက်ခိုက်မှုတွေပုံမလုံးဆောင်လာချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဗင်နီဇွဲလားကိုတွယ်ဝိုက်အရေးယူမှုတွေပြုလုပ်ရေးအတွက်ခွင့်ပြုပေးထားတယ်လို့ပြောကြားထားပါတယ်။အမေရိကန်ရဲ့မူရင်စေဝါနှိမ်နှင်းမှုစစ်ဆင်ရေးကြောင့်ဒေသဆိုင်ရာတင်းမာမှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။မာဒူရိုကအမေရိကန်ဟာဗင်နီဇွဲလားအစိုးရအဖွဲ့အပြောင်းလဲဖြစ်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ဆွဆွဲထားပါတယ်။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီကောက်ကြောတရရခဲ့တဲ့ဒီဘရိုင်းနာလာမယ့်နှစ်မှဘောလုံးပြန်ကစားနိုင်ွယ်ရှိတဲ့သတင်းကိုတင်ဆက်ပါမယ်။ဒီကောက်ကြောတရရရှိထားတဲ့ဒီဘရိုင်းနာဟာလာမယ့်နှစ်မှဘောလုံးပြန်ကစားနိုင်ွယ်ရှိနေပါတယ်။ 34နှစ်အရွယ်ဒီဘရိုင်းနာဟာအင်တာမီလန်ကို3ဂိုး2ဂိုးနဲ့အနိုင်ရတဲ့ပွဲပထမပိုင်း33မိနစ်မှာပနက်တီဂိုးကိုကန်သွင်းယူရင်းထင်ရှားရခဲ့တာဖြစ်ပါတယ်။ဒီဘရိုင်းနာကိုစီးရင်ကိုခေါ်ဆောင်သွားပြီးစမ်းသပ်စစ်ဆေးမှုတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီဘရိုင်းနာအနားယူရမယ့်ကာလအပေါ်နာပိုလီအသင်းကသတင်းထုတ်ပြန်တာမျိုးတော့မရှိပါဘူး။သတင်းဒီမှာတော့ဒီဘရိုင်းနာအနေနဲ့အခုနှစ်အတွင်းဘောလုံးပြန်မကစားနိုင်လောက်တော့ဘူးလို့ဖော်ပြနေကြပါတယ်။ဒီဘရိုင်းနာဟာစီးရီးရဲ့ရှစ်ပွဲမှာ၄ဂိုးအထိသွင်းယူထားပြီးချန်ပီယံလိသုံးပွဲစလုံးပါဝင်ကစားထားပါတယ်။ လေဗန်ရုတ်တရမနက်ခင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းချိန်ခါဖြစ်ကြပါစေရှင်